ပြည်သက်ကြီးအားလုံးဆောင်ရွက်နေကြတဲ့ဝင်းပလွေခေါင်းဆောင်အိုနီဆန်မှာအပိုင်း၃လေးလာပါပြီခင်ဗျာအပိုင်း၃ဇလန်းလေးအစမှာတော့တိတ်ကိုတီကြီးဖြောင်းမတ်တဲ့အိုနီဆန်မှာကိုကြည့်ပြီးဂလောကတန်တမန်ညီမတွေသဘောကျနေကြကြတယ်အမွာညီမတွေဖြစ်တာကြောင့်ရုပ်ချင်းကဆင်တူလွန်းနေပြီးခွဲမရပါဘူးအမတော့တကယ်ပဲအိုနီဆန်မှာ ਨੇ လက်ထက်ချင်နေတာလားအိမ်မက်လားတကယ်လားဆိုတာမယုံနိုင်ဘူးလို့ပြောနေကြတယ်ညီမဖြစ်သူခရစ်ကလည်းအမတော့တကယ်ကံကောင်းလိုက်တာ ။ဘုံနီဆံမာကတိတ်ကိုဖြောင်းမပြီးယောက်ျားလေးပြီးသားတယ်။လူရွေးတော်လိုက်တာဆိုပြီးကြီးကျူးနေခဲ့တယ်။ခဏနေတော့အိုနီဆံမာတယောက်ဟူမျိုးနဲ့စုကိုတပ်ဖြတ်နိုင်ခဲ့တဲ့တိုက်ပွဲအောင်ပွဲအတွက်ဝိပုစုတောင်းနေခဲ့တယ်။အိုနီဆံမာနောက်မှာဖီနီရှာလိုလဲစောင့်နေကြရင်စုတောင်းနေခဲ့ကြတယ်။တိုက်ပွဲတစ်ပွဲအောင်နိုင်ရင်တိုင်းပြည်အတွက်ပိုကောင်းတဲ့အတိတ်အမိတ်တွေဖြစ်လာဖို့အတွက်နတ်ဖျားမစီမာတိုင်းတဲ့စူတောင်းရတာဖြစ်တယ်။ခဏနေတော့ဟူမျိုးနယ်စုတွေကိုအောင်နိုင်ခြင်းအတွက်စစ်တီကျော်တွေအားလုံးအတွက် ျော်ပွဲရှင်ပွဲတွေလုပ်ပေးနေခဲ့ကြတယ်။လင်နီယာလည်းတယောက်တည်းထိုင်ပြီးစားတောင်းနေတော့ရုတ်တရက်အိုနီဆန်မာရောက်လာခဲ့တယ်။အိုနီဆန်မာလည်းရောက်လာပြီးတိုက်ပွဲကြီးတစ်ခုတော့ပြီးသွားပြီ။စိတ်အေးသွားပြီလို့ပြောပြီးတည်တည်လေးတစ်ခုစားဖို့ကောက်ကန်ခဲ့တယ်။ခဏနေတော့သူ့ကိုလက်ထက်ဝင်တောင်းထားတဲ့လင်နီယာကိုမြင်ပြီးတတိယသွားကနေရခတ်သွားခဲ့တယ်။လင်နီယာလည်းနေရခတ်နေတဲ့အိုနီဆန်မာကိုကြည့်ပြီးအကိုတော့အဲ့အသီးလေးစားကြည့်ပါ။ ထင်ထားတာထက်စားကောင်းနေတာကိုတွေ့ရမှာပါညီမတော်အကြိုက်ဆုံးအသီးတွေက တခုဖြစ်တာကြောင့်အကိုတော်လဲကြိုက်မယ်လို့မျှော်လင့်ပါတယ်လို့ပြောခဲ့တယ်။အိုနီဆန်မာလဲလင်းဒီယာအတင်းကျွေးနေတာကြောင့်အာနာနာနဲ့ဟင်းလျာတွေကိုမြည်ဆန့်ကြည့်ခဲ့တယ်။စားလိုက်တော့တဲ့အရာသာတွေကထင်ထားတာထက်တောင် ကောင်းနေတာကြောင့်သဘောကျခဲ့တယ်။ညီမတော်ဟင်းနေအရာသာရှိလိုက်တာအကိုတော်ကတင်းတွေ့တယ်။အခုလိုဟင်းလျာမျိုးစုံတဲခင်းဧည့်ခံပေးခဲ့တဲ့အတွက်လဲကျေးဇူးတင်ပါတယ်လို့ပြောခဲ့တယ်။ လင်းနီယာလည်းသဘောကျသွားပြီအကိုတော်အခုလိုဟုံးမျိုးနယ်စုဟင်းလျာတွေကိုကြိုင်းနှစ်တက်ပြီးလို့ကျေးဇူးတင်ပါတယ်အကိုတော်ကတင်းတွေ့ရမလားဆိုတဲ့စိုးရင်စိတ်တွေကများနေတာအခုတော့စိတ်ချမ်းသာသွားပြီလို့ပြောခဲ့တယ်ခဏနေလင်းနီယာတယောက်အိုနီဆမ်မာကိုအထူးဟင်းလျာတွေခွန်ကျွေးဖို့လုပ်နေတော့လူတယောက်ရောက်လာပြီးနှစ်ယောက်သားကြည့်ရတာလိုက်ဖက်ပြီးစိတ်ချမ်းသာစရာကောင်းလိုက်တာတကယ်ပဲလိုက်ဖက်လွန်းလာပါတယ်လို့ပြောလိုက်တော့အိုနီဆမ်မာတယောက်အံ့ဩသွားခဲ့တယ်ကြည့်ရတာတကယ်လင်မယားတွေလိုပဲလို့ပြောလိုက်တော့ အိုနီဆမ်မလည်းပါပြောရမှမသိဖြစ်နေခဲ့တယ်။ခဏနေဖင်နီရှာရောက်လာပြီ။အိုနီဆမ်မအစ်စ်တွေ့လို့ပျော်မွေ့နေတာလား။ဝင်းဘလီတိုင်းပြည်မှာလည်းမိမတွေရှိပါတယ်လို့ပြောကာ။အိုနီဆမ်မကဖင်နီရှာပကုံးလေးပေါ်လက်ကလေးတင်လိုက်ပါတော့တယ်။အဖြစ်ကိုကြည့်ပြီးလင်နီယာရဲ့စိတ်ထဲမှာတော့တဝင်းနေတုန်နေခဲ့ပါတယ်။တဝင်းတုန်နေတဲ့လင်နီယာကိုကြည့်ပြီးဖင်နီရှာကဘာလဲတဝင်းတုန်နေတာလားလို့မေးတော့လင်နီယာလေးကမဟုတ်တာ။တချင်ကြရင်အိုနီဆမ်မကကျမခင်မွန်ဖြစ်လာမှာ။ အဲ့အတွက်သူအပျော်ရှာတာနားလေခွင့်လို့ပေးမှာပါလို့ပြောခဲ့တယ်။ခဏနေအားလုံးကတကားပေါက်ဝက်ဘက်ကိုမျိုးလုံးတွေအကုန်ရောက်နေတာကြောင့်အိုနီဆမ်မာတို့လည်းလှမ်းကြည့်လိုက်တော့လူစင်းနှစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်။အိုနီဆမ်မာကလည်းဘာလို့လဲ။ဘာလို့ငါတို့ကိုအခုလိုကြည့်နေကြလဲလို့မေးလိုက်တော့အဲ့အချိန်ရန်ကအဲ့ဒါမြောက်ပိုင်းကိုအုပ်ဆိုးနေတဲ့လိုက်တင်းခေါင်းဆောင်လူသားတွေနှလုံးသားကိုယူထားနိုင်တဲ့နမဲကြီးနေတဲ့ကြားပြင်ဆိုပြီးမိတ်ဆက်ပေးခဲ့တယ်။အိုနီဆမ်မာလည်းတခါမှမကြဘူးတာကြောင့် ကြားဘရင်ကိုတေချာကြည့်နေကြတယ်။ခဏနေတော့ဟုံးမျိုးနယ်စုစစ်တီတော်တယောက်ထွက်လာပြီးကြားဘရင်ဘာလာလောက်တာလဲ။ငါတို့အရင်ကောင်းဆောင်ကိုတတ်ထားပြီးတော့ဒီကိုလာဝင်တာအန်အော်တယ်လို့ပြောခဲ့တယ်။ကြားဘရင်လည်းအခုလိုအိမ်နီးချင်းနိုင်ငံကအုပ်ချုပ်ရေးအသစ်တွေလာရောက်ဂုဏ်ပြုတာပါ။အဲ့အတွက်ဖြူဖြူစင်စင်လာရောက်ချီးမြှင့်ပေးတာလို့ပြောခဲ့တယ်။စစ်တီတော်လည်းမဖြစ်နိုင်တာ။အမြဲရန်ရှာတက်ဖြတ်ဖို့စူးစမ်းနေတဲ့လူကအခုလိုမျိုးတိုင်းပြည်ကိုဆိုင်းမဆင့်ပုံမဆင့်ရောက်လာတာက အံဩစရာပဲလို့ပြောခဲ့တယ်။နှစ်ယောက်သားအချင်းများနေကြရင်ဘေးနားမှာပါလာတဲ့ဖုန်းတော်ကြီးကစစ်တီတော်ကြီးစိတ်လျှော့ပါ။ကြားပြင်ကဒီအတိုင်းအစ်တက်လာမဲ့အုတ်ချုပ်သူကိုလာရောက်ခါဝရပြူလာပါ။သူကျူးကြော်စင်းနဲ့စိတ်မရှိပဲလာရောက်ခဲ့တာပါ။သူ့ကိုအေးစေလက်ခံပေးလိုက်နားလေပေးလိုက်ပါလို့ပြောခဲ့တယ်။ဖုန်းတော်ကြီးဝင်ပြောပေးတာကြောင့်စစ်တီတော်လည်းနားလေပေးလိုက်တယ်။တကယ်လို့ရန်လာရှာရင်တော့ကျွန်တော်မျိုးတို့ဘက်ကဘလို့အကြောင်းမျိုးနဲ့မှခွင့်လွတ်ပေးမှာမဟုတ်ဘူးလို့ရာဇသက်တမ်းပေးခဲ့ပါဗျာ။ ခဏနေတော့ကြားပြီးရင်ကအဖိုးကြီးစကားများလိုက်တာခမရအသက်ရှင်ခြင်းရင်အေးဆေးနေလို့ပြောလိုက်တော့စစ်တီတော်လဲဒေါသထွက်သွားပြီးဓာတ်ကိုဆွဲထုတ်လိုက်ပါတော့တယ်ဓာတ်ကိုဆွဲထုတ်လိုက်တော့ကြားပြီးရင်ကခမရအသက်ရှင်ရှင်မနေခြင်းဘူးလားကျုပ်ခမရနဲ့စကားပြောဖို့လာတာမဟုတ်ဘူးဆိုပြီးလက်ကိုတောက်လိုက်ကမော်ပညာနဲ့ကျိုးသွောက်အောင်လှုပ်လိုက်ပါတော့တယ်ကြောက်စရာကောင်းတဲ့အံမခန့်အစွမ်းကြောင့်အိုနီဆန်မာလဲအံဩသွားခဲ့တယ်အဲ့တော့ရန်ကသူ့မှာနဖျားမပေးထားတဲ့စွမ်းအားတွေရှိနေတာကြောင့်အခုလိုမျိုးတမ်းမာနေတာ ပို့ပြီးထူးကြတာကသူ့လှုပ်ရှားပုံတွေကလည်းလူတယောက်နဲ့မတူပဲနဖျားတယောက်လိုလှင်မြန်ပြက်လက်လွန်းတယ်ပြီးတော့သူ့မှာအားလုံးမထင်မထားလောက်အောင်ထူးခြားတဲ့စွမ်းရည်တွေကိုလည်းပိုင်ဆိုင်ထားသေးတယ်။ဒါကြောင့်မြောက်ပိုင်းကြားပြီးရင်ဆိုပြီးနမည်ကြီးနေတာဖြစ်တယ်လို့ရန်က ရှင်းပြခဲ့တယ်။ခဏနေကြားပြီးရင်ကအိုနီဆမ်မာစီဝင်လာဖို့လုပ်နေတော့ရန်ကရက်စမ်းခမဲတော်အနာကိုကက်ခွင့်မပေးနိုင်ဘူး။ဘာမှကြူးကြော်ဖို့မစင်စားနဲ့လို့ပြောခဲ့တယ်။ ကြားပြင်းလဲငွေရောင်စပင်နဲ့မင်းကဝင်းပလီစစ်တီတော်ရမ်မလားလို့မေးခဲ့တယ်။မင်းရဲ့ပြသပြီးရေးရင်နဲ့စိတ်တကူတော့လေးစားပါတယ်။ဒါပေမဲ့မင်းကငားရံသူဖြစ်ဖို့အဆင်မပြေသေးဘူးလို့ပြောကအိုနီဆန်မှလည်းကတ်လာခဲ့ပါတယ်။ခဏနေကြားပြင်းကလင်းနီယာကိုမင်းကဟုံးမျိုးနွယ်စုခေါင်းဆောင်အစ်တမလား။မလောက်လေးမလောက်စားလေးကများငါ့ကိုလာကြည့်နေတယ်လို့ပြောတော့လင်းနီယာလည်းစိတ်တူသွားပြီ။ခွေးမသားဘာဖြစ်နေတာလဲလို့ပြောခဲ့တယ်။ခဏနေလင်းနီယာကိုအိုနီဆန်မှကလှမ်းဆွဲလိုက်ပြီ။ဟေးမင်းငါ့ကိုလာတွေ့တာမလား။ တခြားသူတွေကိုရန်ရှာမနှောက်ရှက်နဲ့လာတွေ့တဲ့အကြောင်းရင်းကိုပြောလို့မိခဲ့တယ်။အိုနီဆန်မှလည်းကြားပရင်ကိုမကြည့်တဲ့အကြည့်တွေနဲ့ကြည့်နေတာကြောင့်ကြားပရင်ကမင်းကအဲ့လိုအကြည့်တွေလဲကြည့်တက်လားမင်းနာမည်ဘယ်သူလဲလို့မိခဲ့တယ်။ရူတိုငါနာမည်ရူတိုဆိုပြီးဖြေလိုက်တော့ကြားပရင်လဲမင်းနာမည်ကိုငါတသက်မမေ့ဘူးတသက်လုံးမှတ်ထားမှလို့ပြောပြီးထွက်လာပါတော့တယ်။အိုနီဆန်မှလည်းထွက်သွားတာကိုကြည့်ပြီးကြည့်ကြတာတော်တော်တန်မာပဲပုံလေထူးလဲထူးကြတယ် သူ့ကိုတိုက်ခိုက်ဖို့စစ်စင်ရေးကို အထူးပြင်ဆင်ရမယ်ဆိုပြီး တွေးနေခဲ့တယ်။တစ်ဖက်မှာလည်းကြားပြီး strain ဖို့ကဈေးရဲလျှောက်နေရင်ဘာလဲသူ့ကိုသူကဘာကိုဖြက်စီးမဲ့ယောက်ျားဟုတ်လား။ငါထင်ထားတာထက်တော့သူကတံမာပဲပုံလဲမပေါ်ဘူး။အလကားလေကြီးလျှောက်ပြောနေတာလို့ပြောခဲ့တယ်။ဖုန်းတော်ကြီးကလည်းအထင်တော့မသိနေအောင် strain ဖို့သူက တိုင်းပြည်၃ခုလောက်ကိုခဏလေးအတွင်းမှာတင်းယူလာနိုင်တာခေသူတော့မဟုတ်ဘူးဆိုပြီးပြောနေခဲ့တယ်။ ဒီလိုနဲ့ညရောက်တော့အိုနီဆန်မှာတယောက်တခြားကဘာမကြီးကမစ်ဆူကီလေးစီကိုဖုံးဆက်ခဲ့တယ်။မစ်ဆူကီလေးကလည်းအဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်တာကြောင့်အိုနီဆန်မှာအတန်လေးကြားတဲ့အခါရှာကြီးတငင်ငိုပါတော့တယ်။အသက်ရှင်သေးရလားဆိုပြီးတနေ့နေ့စိတ်ပူလိုက်ရတာအခုတော့အတန်လေးကြားရတာဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်လို့ပြောခဲ့တယ်။အိုနီဆန်မှာလည်းကိုယ်အသက်ရှင်နေပါသေးတယ်။တိုက်ပွဲတွေကဆက်ပြီးပြဿနာတွေရှင်းနေရလို့ဗျာများနေကြတာပါတောင်းဝင်ပါတယ်နောက်ဆိုအဆက်အသွယ်မပြတ်ပဲ တေချာလေးဆက်သွယ်ပေးပါမယ်လို့ပြောခဲ့တယ်။မေဆူဂီကလည်းအဆင်ပြေတယ်။အိုနီဆမ်မာအသက်ရှင်နေသေးတယ်ဆိုရင်စိတ်ချမ်းသာပါတယ်လို့ပြောခဲ့တယ်။တနေ့အိုနီဆမ်မာဈေးထဲလှည့်သွားနေရင်စားအုပ်တွေရောင်းနေတဲ့ကုန်သည်တွေကိုမြင်ပြီးသဘောကျခဲ့တယ်။ဖာနီချာလည်းအခုလိုတိုင်းပြည်စည်းဝါးရေးအခြေအနေကောင်းလာတာအိုနီဆမ်မာကျေးဇူးကြောင့်ပါ။စားပေတွေကိုတန်ဖိုးထားတတ်အောင်တေချာလေးကျင့်တင် जा ပေးတာကြောင့်အခုလိုအားလုံးကအဆင်ပြေနေတာလို့ပြောခဲ့တယ်။ခဏနေကုန်သည်တစ်ယောက်ကအခုမြင်နေရတဲ့တာမီက ညောက်ပိုင်းကပါနင်းပွင့်လေးတွေလိုဖြူဖွေးဖွေးဥနေတဲ့အသားအရည်ကိုပိုင်ဆိုင်ထားတဲ့သူတို့အသားအမိကိုရောင်းကျင်ပါတယ်ဝယ်ကျင်တဲ့လူများရှိလားဆိုပြီးမေးခဲ့တယ်။အိုနီဆာမာလည်းလူကြားတဲ့အတင်းဝင်ပြီးမျက်ရည်တွေဝဲနေတဲ့ကုံတဲ့အသားအမိကိုမြင်ပြီးတနာသွားကချက်ချင်းဝယ်ခဲ့ပါတော့တယ်။ကလေးလေးကကြောက်နေကြကြောင့်အိုနီဆာမာလည်းဘာမှမကြောက်နေတော့အခုကစားပြီးအားလုံးပြီးဆုံးသွားပြီးနန်းတော်ကိုလိုက်သွားပါလို့ပြောခဲ့တယ်။ကျွဲကုံတဲ့အသားအမိလည်းအိုနီဆာမာအမိနဲ့အဆောက်တွေခေါ်သွားတဲ့နောက်ကို လိုက်သွားပါတော့တယ်ဒီလိုနဲ့အိုနီဆမ်မာတယောက်နန်းတော်လည်းပြန်ရောက်လာရောဟိုမျိုးနယ်စုတိုက်ပွဲတွေအကြောင်းစာအုပ်တွေရှာဖတ်ကလေ့လာပါတော့တယ်အဓိကကတော့စတိန်ဖို့လာတိုက်ရင် AC တုတ်ပြန်နိုင်အောင်ကြိုတင်ပြင်ဆင်နေတာလည်းဖြစ်တယ်ဘေးကနေအဆဆရကူညီပံ့ပိုးပေးနေတဲ့ဖန်နီရှာကိုလည်းဂျေစုတင်မဆုံးဖြစ်နေခဲ့တယ်ခဏနေရန်ရောက်လာပြီးအိုနီဆမ်မာကလောကတန်တမန်နှစ်ယောက်ရောက်နေပါတယ်အိုနီဆမ်မာနဲ့တွေ့ဖို့တောင်းဆိုပါတယ်လို့ပြောပြီးအထဲကိုညီမနှစ်ယောက်ရောက်လာပါတော့တယ် အထဲကိုမပြောမစုံနဲ့ဝင်လာတာကြောင့်အိုနီဆန်မာကဘသူတွေလဲဒီအထဲကလေးတွေဝင်ခွင့်မပေးဘူးလို့ပြောလိုက်တယ်ရန်ကလည်းအဲကန်းထဲမှာစောက်ဖို့ပြောထားတာလေဘာလို့အထဲကိုစိုးဝင်လာတာလဲဆိုပြီးဇူလိုက်ပါတော့တယ်ခဏနေတော့ခရစ်ကတောင်းပန်ပါတယ်နော်ကျမအမတော်ကအိုနီဆန်မာကိုအရန်တွေ့ကျင်နေတာလေသူ့စိတ်ကိုမထိန်နိုင်တာကြောင့်အခုလိုမျိုးဖြစ်သွားတာလို့ပြောခဲ့တယ်ညီမဖြစ်သူစကားကြောင့်အမတော်ကလည်းဟုတ်ပါတယ်ခင်မိုးမျက်နာကိုအရန်မြင်နေနေတာလေ မဆောင်နိုင်တော့လို့အခုလိုဝင်လာတာပါတောင်းပန်ပါတယ်လို့ပြောပြီးအိုနီဆန်မှာအနားကိုကပ်ပြီးတောင်းပန်ပါတော့တယ်ခဏနေတော့ခရစ်ကမင်္ဂလာပါကျမတို့ကကလောကောင်းဆောင်သမီးတွေပါခမဲတော်ညွှန်ကြားချက်အရအိုနီဆန်မှာဇနီးဖြစ်ဖို့ရောက်လာခဲ့တာပါကျမတို့တောင်းဆိုမှုကိုလက်ခံမယ်လို့မျှော်လင့်ပါတယ်ကျမတို့ကိုအကောင်းဆုံးဆောက်ရှောက်ပေးပါလို့တောင်းဆိုခဲ့တယ်အမတော်နာမည်က AI ပါအိုနီဆန်မှာနဲ့လက်ထပ်ရမယ်သူပါအမတော်ကိုလည်းနှစ်သက်မယ်လို့ထင်ပါတယ် ။အိုနီဆန်မှာကာကွယ်စောင့်ရှောက်ပေးပါလို့ပြောလိုက်တာကြောင့်အားလုံးအံ့ဩသွားခဲ့ပါတော့တယ်။ခဏနေတော့အိုနီဆန်မှာကမင်းတို့ကိုဒီကလက်ထပ်ဖို့သဘောတူထားတာမရှိဘူးလေ။အဲ့ဒါကြောင့်မင်းတို့လာတဲ့လမ်းအတိုင်းပြန်လိုက်ပါလို့ပြောခဲ့ပါတယ်။ခရစ်တိုလည်းအိုနီဆန်မှာစကားကိုကြားပြီးဒီလောက်အဝေးကြီးလာခဲ့တာလေ။ပြန်လို့မဖြစ်ဘူးလေ။ပြီးတော့အမားတော် AI ကလည်းပထမဦးဆုံးယောက်ျားတယောက်အတွက်သူ့ခံစားချက်တွေကိုဖွင့်ပြောဖူးတာ။အမားတော်စိတ်ထိကကြေကွဲသွားလိမ့်မယ်။ပြန်လို့မဖြစ်ဘူးလို့ပြောခဲ့တယ်။အိုနီဆန်မှာတို့လည်း လာလန်းအတိုင်းပါထုတ်မယ်လို့ပြောနေတဲ့ဇကားကိုခရစ်တို့ကြားသွားတာကြောင့်ပါထုတ်လို့မရဘူးလို့ပြောခဲ့တယ်။ဘာလဲ။တိုးတိုးလေးပြောတာကိုကြားတာလားလို့မေးတော့ခရစ်ကကျမတို့ကအင်ဟာကြာလို့ပြောခဲ့တယ်။အဲ့ဒါနဲ့ဖန်နီရှာကလည်းအိုနီဆမ်မှာအင်ဟာကြာဆိုမောင်းထုတ်လို့မရဘူးလို့ပြောခဲ့တယ်။အိုနီဆမ်မှာလည်းထူးခြားတဲ့သူတို့အကြအာယုံခံနိုင်စွမ်းတွေကိုစိတ်ဝင်စားသွားပြီးလက်ထပ်ဖို့တော့သဘောမတူပေမဲ့မင်းတို့နှစ်ယောက်ကိုကလေးတွေအနေနဲ့မွေးစားကျင်တယ်လို့ပြောခဲ့တယ်။ခရစ်တို့လည်း ကျမတို့လည်းဇနီးတို့ကိုလို့တော်လို့မလုပ်ချင်ပါဘူးခလေးတယောက်အနေနဲ့မွေးစားမယ်ဆိုရင်လက်ခံပါတယ်လို့ပြောခဲ့တယ်ဝင်းပလွေခေါင်းဆောင်အိုနီဆန်မှာလက်အောက်မှာတာဝန်ထမ်းဆောင်ခွင့်ပေးပါလို့တောင်းဆိုခဲ့တယ်အိုနီဆန်မှာလည်းမင်းတို့ငါလက်အောက်မှာနေခြင်းရင်တက်တေတခုခုယူလာခဲ့ဒါဆိုငါလက်ခံမယ်လို့ပြောလိုက်တယ်ကဲပရိသတ်ကြီးနောင်လာမယ့်အပိုင်းလေးဇလန်းမှာတော့အိုနီဆန်မှာတယောက်အင်ဟာဂျာညီမနှစ်ယောက်ကိုမွေးစားပြီးကြားပရင်နဲ့တိုက်ခိုက်ဖို့ဘယ်လိုအသုံးချမလဲဆိုတာကတော့စိတ်ဝင်စားပွဲစောင့်မျှော်ကြည့်ရှုပေးပါဦးနော်